ဒီသင်တော်တဲ့နုပညာကြီးဆိုတာတဲ့အဓိကကကျွန်တော်ကာရိုက်တာကာရိုက်တာ ကိုကြည့်ရမှာပေါ့နော်ကာရိုက်တာကိုကြည့်ရတယ်ဥမာဒီကားဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကာရိုက်တာလေးရလဲကောင်းတယ်ပြီးတော့ဟိုကို့အတွက်လည်းပြောပြောနောက်ထပ်ပေါ့နော်မလုပ်ဘူးတဲ့ကာရိုက်တာတစ်ခုဖြစ်နေတဲ့အတွက်အာ ရိုက်ရိုက်တာလည်းဖြစ်တယ်ပေါ့နော်။ဘောပရိသတ်မုံမှာတော့အခုချိန်မှာတော့မကြောက်တော့ပါဘူး။မကြောက်တော့ဆိုတာကျွန်တော်ကဒါ character တစ်ခုကိုပုံခေါ်တာဖြစ်တဲ့အတွက်ပရိသတ်တွေလည်းဒါအမြင်နဲ့ကျေလာပြီးနားလည်ပေးလိမ့်မယ်လို့ထင်ပါရယ်။အဓိကတော့ကိုယ်ပေးထားတဲ့ character အပေါ်မှာပဲအဲစီမျောတောက်ဝင်ပြီးတော့အကောင်းဆုံးနဲ့အပြည့်အစုံဖြစ်အောင်တော့ကြိုးစားမှာပေါ့။ Academy ဆိုလည်းဒါရုပ်ရှင်သမားလူပညာသမားတွေရဲ့အားလုံးမှတ်တိုင်တစ်ခုလို့ဖြစ်နေတာဆိုတော့ ဟိုဒီအနုပညာလောကမှာလည်း academy တခုပဲရှိနေတယ်မျောမှန်းစရာစီလို့ပေါ့နော်ကျွန်တော်တို့လည်းအများကြီးဒီယုံကြည်ကားတွေဟိုရိုက်ရဖို့ရိုက်ခွင့်ရဖို့ခွင့်ရရဖို့ပေါ့နော်အဲ့တော့အခုလောလောဆယ်မှာလည်းကျွန်တော်တို့ရတဲ့အခွင့်အရေးလေးတွေကိုအကောင်းဆုံးဖြစ်အောင်ဟိုကျွန်တော်တို့ကြိုးစားနေပါတယ်အာဒီကားထဲမှာကကျွန်တော်ရဲ့ဇက်ကောင်ကတော့ဟိုထွန်းထွန်းဝင်းကာရက်တာနေပေါ့နော်ဟောမာလီဟိုကနေဟိုလမ်းရွှေနေနေရပေါ့အမဟုတ်ဘူးကြာ ့အရှိမဟိုဝိုင်းဝိုင်းနဲ့ကဟိုမှာဗီဒီယိုတွေမှာစုံဘူးတယ်ဇလန်တွဲတော့မစုံဘူးဒါတော့ပထမကားပေါ့နော်ဗီဒီယိုတွေမှာစုံဘူးတယ်ပြီးတော့ဒါဟိုဒီမှာကိုချော်စုတို့ရောဒီမင်းမြတ်တို့ရောပါရတယ်ပေါ့နော်ပြီးတော့နောက်တခြားဒီညီလေးညီမလေးတွေကျွန်တော်တို့ဒီရုံးကဒဲလန်ညီလေးညီမလေးတွေလည်းအများကြီးပါတယ်ပြီးတော့တခြားဝိုင်းရုပ်ဆောင်တွေလည်းအများကြီးပါကြတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီကိုကျော်စုနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဟိုပါပေါ့ဒါဒုတိယမြောက်သားပေါ့

အဲအဲ့လိုတော့ပြောလို့ရတယ်ပြောလို့ရဆိုတာကျွန်တော်ကအခုဒီကြားထဲမှာပေါ့နော်အာနောက်ဆုံးကျွန်တော်ဒီခေါင်းမုံမဲအိမ်လိုက်ပြီးတဲ့အချိန်မှာအာကြားထဲမှာဟိုပေါ့တနည်းလောက်နားလိုက်သေးတယ်နားပြီးတော့မှပြီးမှပြန်ရိုက်တဲ့အခါမှာကျွန်တော်ကြားထဲမှာဟိုကအဲနောက်ထပ်ဇလန်းတွဲတစ်ခုရိုက်လိုက်သေးတယ်အပြင်အပြင် production နေနေပေါ့နော်အဲအဲ့တော့ကလည်းဟိုပေါ့ဒီဟိုကမအိမ်မြတ်သူလည်းပါတယ်အဲကောင်မှအမလည်းပါတယ်ပေါ့နော်နောက်ဘူးစုံတို့မအိမ်မြတ်သူတို့အာနောက်ထပ်ဒီဟိုက အများကြီးပဲအဲအောင်ရည်ကျန်းတို့ပါပါတယ်ကိုနေပြောင်းလို့လည်းပါတယ်ပေါ့နော်အဲအိုက်ကားလေးလိုက်လိုက်သေးတယ်ဈားထဲမှာဒီတကားရဲ့အရှိရပေါ့အဲ့လာပြီးတော့မှဒါဒူဒီဒူဒူကပြန်ရိုက်တာပေါ့ဟုတ်တယ်ဟိုကလေဇက်ကောင်ရွေးတာရောပြီးတော့နောက်တစ်ခုကကြတော့ဒီဟိုပေါ့ဘယ်လိုပြောမလဲဟိုဇက်ကောင်ရွေးတာရဲ့ပြီးတော့နောက်ဒီဒီခုဈားထဲမှာလည်းဒီဟိုပေါ့အာကာလာလေးမှာလည်းနည်းနည်းဟိုအဆင်မပြေတာလေးတွေပါလေးအဲ့လိုမျိုးပေါ့နော်ဒီဒီ ဟိုကရှိနေတဲ့အတွက်အဲ့လိုမျိုးတွေဆိုတော့ဟိုဒီရိုက်ရိုက်ကူးရေးခဏနားထားတဲ့ဆိုတော့ဘာလို့လဲဆိုတော့နောက်တစ်ခါကျကျွန်တော်အဲ့ကန်နယ်ဘလက်ရိုက်ပြီးတော့အဲ sorry ဒီခေါင်းမိုးမဲရိုက်ပြီးတော့အဲ့မှာဟိုခဏလဲနားချင်းလာတယ်ပြီးတော့နောက်ကိုကလည်းအဲ character နည်းနည်းပြန်ရွေးချင်တာလည်းပေါ့တော့ဗောနော်အဲ့အဲ့လိုလေးလည်းရှိတယ်အဲ့ဒါကြောင့်လည်းပေါ့ဟုတ်အဲ့တချို့ကြတော့အဲ့လိုမျိုးကျွန်တော်လာကန်လန်းတာရှိတယ်ရှိရဲဆိုတော့ဟောပေါ့အာကိုယ့်ရဲ့အခန်းကနေတယ်ဒါပေမဲ့ ဟောလောက်ကွက်ကလည်းတိတ်မရအောင်ဇက်ကအငြိမ်ဖြစ်နေပေါ့နော်ဇက်ကဥမာအငြိမ်လည်းဖြစ်နေတယ်ကိုကပါရတဲ့အခန်းကလည်းဟိုနည်းနေတယ်ဒါပေမဲ့ကျွန်တော်တို့အဓိကကဘာလဲဆိုဘာကိုကြည့်လဲဆိုတော့ပါတဲ့အခန်းနည်းပြီဥပမာကကျွန်တော်နှခမ်းသုံးခန်းလေးခန်းလောက် ပါတယ်ဆိုပေမဲ့အဲ့အခန်းမှာကိုကလုံးကွက်ရတယ်ဟိုကို့အတွက် character တစ်ခုအနေနဲ့ရှိမယ်ဆိုရင်တော့ကျွန်တော်တို့ကလုံးရတာအဆင်ပြေတယ် ဲ့လိုဆိုတော့ဟိုအဲ့ဒါကြောင့်လည်းပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီအနုပညာကြီးပေါ့နော်အနုပညာကြီးဟိုညှိနှိုင်းတဲ့အခါမှာလည်းအဲဘယ်လိုပြောမလဲဟိုအဆင်မပြေရတယ်လည်းပါတယ်ပေါ့နော်အဲ့အဲ့ဒါလေးကြောင့်လည်းဟိုယွင်ယွင်နဲ့အဲ့လိုအချိန်မကြာပါပေါ့ဒီတင်းတော်တဲ့အနုပညာကြီးဆိုတာတဲ့အဓိကကကျွန်တော် character character ကိုကြည့်ရအောင်ပေါ့နော် character ကိုကြည့်ရတယ်ဥမာဒီကားဆိုလို့ရှင်လဲကျွန်တော်တို့ဒီ casting ရွေးထားတာအော်ဟိုဘာအေးပေါ့ casting လုပ်ထားတာကြာပြီကြာပြီဆိုတော့အဲ့လိုမျိုးဆိုတော့ ဟာထရိုက်တာလေးကလည်းကောင်းတယ်ပြီးတော့ဟိုကို့အတွက်လည်းပြောပြောနောက်ထပ်ပေါ့နော်မလုပ်ဘူးတဲ့ character တစ်ခုဖြစ်နေတဲ့အတွက်ဟာရိုက်ရိုက်တာလည်းဖြစ်တယ်ပေါ့နော်အဓိကဟိုကျွန်တော်ကဟိုပေါ့အဓိကကြည့်ရတော့ပတ်စံအရင်မကြည့်ဘူးလူပညာကြီးအရင်မကြည့်ဘူးကျွန်တော်ဒီလောက်ွက်တဲ့ဒီကို့ character ပေါ်ပဲအရင်ကြည့်တယ်ကြည့်ပြီးဆုံးဖြတ်ပြီးတော့မှအာကိုဒီနေရာမှာလုပ်ပေးနိုင်မလားအာငါဒီနေရာရိုက်ပေးနိုင်မလားရိုက်နိုင်မလားပေါ့နော်ကိုယ့်ရဲ့ဟိုပြန်ကြည့်ရတာပေါ့အဲ့လိုမျိုးပေါ့ အခုနောက်ပိုင်းကတော့ဘယ်လိုပြောမလဲဟိုနည်းနည်းလေးတော့ဟိုဟိုဖေချာလေးလေးလာပြီးတော့ဆုံးဖြတ်ရတာပေါ့အဲအဲ့ဒါကတော့ဟိုပေါ့ပြိသက်မုံမှာတော့အခုချိန်မှာတော့မကြောက်တော့ပါဘူးမကြောက်တော့ဆိုတာကျွန်တော်ကဒါ character တစ်ခုကိုပုံခေါ်တာဖြစ်တဲ့အတွက်ပြိသက်တွေလည်းဒါအမြင်နဲ့ကျေလာပြီးတော့နားလည်ပေးလိမ့်မယ်လို့ထင်ပါတယ်အဓိကကတော့ကိုယ်ပေးထားတဲ့ character အပေါ်မှာပဲအဲစီမျောတက်ဝင်ပြီးတော့အကောင်းဆုံးနဲ့အပီပြင်းဆုံးဖြစ်အောင်တော့ကြိုးစားမှာပေါ့ကျွန်တော်ကတော့ကျွန်တော်ကတော့အဲ့လိုပြောဘယ်လိုပြောမလဲဟို ကိုအားလေဒီမှာကျွန်တော်ဒီရုံးမှာဆိုလို့ရှင်လေဒီဟောပြောမယ်ဆိုခုနကမီးတင်းကိုနေရာကြီးကျွန်တော်ထိုက်ခဲ့ဘူးတာပေါ့ဒါရိုက်လဲရိုက်ခဲ့ဘူးတာဆိုတော့အဲ့လိုမျိုးပေါ့ဟိုထပ်ပြီးတော့လည်းနောက်ထပ်ကိုလည်းအဲ့လိုမျိုးဟိုနောက်ထပ်နောက်ထပ်အဲ့လိုလီးတင်းကိုနေရာမျိုးပဲဖြစ်ဖြစ်ဟိုနေရာဟိုတနေရာပေါ့နော်ရအောင်တော့ဟိုဆက်ပြီးတော့တော့調査နေပါလေဟုတ်အရှိတာပေါ့ရှိတာပေါ့ဆိုတော့ဟိုကျွန်တော်တို့အမှုပညာသမားတွေရဲ့ဟိုအိမ်မက်တွေအားဒါအမှုဒီရဲ့ဘယ်လိုပြောမလဲဟို မှတ်တိုင်ဟောရုပ်ရှင်ဆိုတာလည်းကျွန်တော်တို့တော့မှတ်တိုင်တစ်ခုပဲလေအဲ့လိုမျိုးပေါ့အခု academy ဆိုလည်းဒါရုပ်ရှင်သမားအနုပညာသမားတွေရဲ့အားလုံးမှတ်တိုင်တစ်ခုလို့ဖြစ်နေတာဆိုတော့ဟိုဒီအနုပညာလောကမှာလည်း academy တစ်ခုပဲရှိနေတယ်မျောမှန်းစရာဆိုလို့ပေါ့နော်မှတ်တိုင်တစ်ခုအနေနဲ့ဆိုတော့ဟိုအဲ့ဟိုမျောလင့်ပါတယ်မျောလင့်ပါတယ်ကျွန်တော်တို့လည်းအများကြီးဒီယုံကြည်ကားတွေဟိုရိုက်ရဖို့ရိုက်ခွင့်ရဖို့ခွင့်ရရဖို့ပေါ့နော်အဲ့လိုအခုလောလောဆယ်မှာလည်းကျွန်တော်တို့ရတဲ့ခွင့်ရလေးတွေကိုအကောင်းဆုံးဖြစ်အောင်ဟိုကျွန်တော်တို့ကြိုးစားနေပါတယ်ပြီးတော့နောက်ဒီခုနပြောဆိုပဲ အဲခုဒီယုံကြီးကားတွေရိုက်နေရတဲ့ငွေချင်းညီကိုမောင်နှမတွေအတွက်လည်းတကယ်အဲဝမ်းသာကုန်ယူပါတယ်ဟိုဘယ်လိုပြောဟိုအရန်လဲပီတိဖြစ်တယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲဟောပေါ့ဟိုကံကံညာဝရိယပေါ့နော်ကံညာဝရိယတွေလည်းလိုသေးတာပေါ့လိုသေးတော့ဟိုကန်ဆက်တဲ့အခါနဲ့ကိုကြိုးစားမှုနဲ့အာသွားပြီးတော့တိုက်ဆိုင်တဲ့အခါတွေဟိုအဲ့လိုအဲ့လိုလည်းလိုသေးတာပေါ့နော်ကျွန်တော်ကျွန်တော်အမြင်ပေါ့ အဲ့အရာတွေကြောင့်လည်းပါမယ်နေတယ်ပေါ့ကျွန်တော်တို့လည်းအခုကတော့မကြိုးစားဘူးမဟုတ်ဘူးအလုံးကအတူတူကြိုးစားနေကြတာပဲလေဒါကိုယ့်ရဲ့ကံတရားအပေါ်မှာလည်းမူတည်နေတယ်ကိုယ်ကြိုးစားမှုရဲ့ကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့အဲ့အရာတွေအကုန်ပေါင်းစပ်ပြီးတော့ချိန်တော်မှာတွားပြီးတော့တိုက်ဆိုင်တဲ့ချိန်ကြမှာကိုကအောင်မြင်ပြီးအဲ့လိုမျိုးပေါ့နော်ဒါအကယ်မီဆိုလည်းအကယ်မီဒီအားရသွားကြတယ်လို့မြင်ပါတယ်ဟိုအဲ့ဒီအပေါ်မှာလည်းဟိုဝမ်းတာပီတီတကယ်ကိုခွန်ယူပါတယ်ဟုတ်ဟုတ်ဖာမီဖြစ်ဘက်ကတော့ဒါတော့ဘယ်လိုပြောမလဲဟိုလက်ရှိချိန်မှာတော့ဒါ ဟိုအမားတို့လည်းရှိကြမှာပဲလေဒီရွယ်မှမရှိရင်အမားပြောလိုက်မယ်ဒီရွယ်မှအမင်းပေါ့ဘာညောက်လဲဆိုတာအဲ့လိုမျိုးပေါ့အဲ့လိုဆိုတော့ဒီကိုကြိုက်တဲ့စာသားလေးလည်းပါလို့ပါခုနကျွန်တော် share ထားတဲ့အထဲမှာဆိုအဲ့မှာစာထဲမှာဆိုပါတယ်လေပါရမီဖြည့်ဖဲဆိုတာကကိုယ့်ရဲ့လင်းရဲမယားရဲ့မှမဟုတ်ဘူးဟောတခြားဒီလူတွေဟာလည်းကိုယ်နဲ့ပတ်သက်ရပတ်သက်ကြောင်းပတ်နာတွေဟာလည်းဒါပါရမီဖြည့်ဖက်တွေပဲ အဲ့တော့ကျွန်တော်ဒီပါရမီဖြည့်ဖက်နဲ့ပတ်သက်ပြီးအဲ့လိုမျိုးပေါ့နော်အာဒီမှာရေးထားတဲ့စာလေးတွေကိုဖတ်ကြည့်ရတဲ့အချိန်မှာကျွန်တော်သဘောကျတာနဲ့အဲအကြောင်းပြန်ပြီးတော့ share လိုက်တယ်အာရှိရှိပါတယ်ရှိပါတယ်ဆိုတော့ဘယ်လိုပြောမလဲဒါဟိုအကောင်းဆုံးဖြစ်အောင်ဒီဒီပါရမီဖြည့်ဖက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့တွေဒီအာဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်နေတိုင်းလဲကိုယ့်ရဲ့ဒီပါတနာနဲ့ဘယ်လိုမျိုးဟိုဖြစ်မလဲဆိုတာကိုလည်းအာပြန်ပြီးတော့တုံ့တက်ရတာပြန်ဒီစာလေးတွေဖတ်ပြီးတော့ကျွန်တော်ဘဟုတုတရရတယ်ပေါ့ ားတို့အမားတို့တော်လည်းပို့ကောင်းတော့ဒီကြောင့် share ရအမားအမားတို့ရရှိနေပြီလားအော်ရှိပါအညာနဲ့နော်ဟုတ်အာခုလောလောဆယ်တော့ဒီကန်ဆက်ကန်ဆိုတဲ့ဇလန်တော်လေးအာဆာရိုက်တော့မယ်ပေါ့နော်ရိုက်ရိုက်ပြီးတဲ့အခါမှာလည်းတွင်းတဲ့ခါကြလို့ရှိရင်လည်းဝေဖန်အကြံပြုပြီးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်အားပေးနေတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးများရှိတင်ပါတယ်ခင်ဗျာ